จอลันเชฟพ่อมาอาลองเนจอลันปี่ตุมาอาลองဘေးရန်ကင်းကွာရှင်လန်းကျမ်းမာကြပါစေရှင်။စနေရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏၄ကြောင်းတိုက်ခိုက်မှုနှင့်ခေရန်ရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် Channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စင်ကူးမြို့နယ်တနေရာသို့တရအိုးလေတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်မနက်9:06မိနစ် 9နာရီ9မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြိုင်မြို့နယ်တနရာလိုပခုတ်ကူတပ်မှတရတမတက်သောစက်တက်လေသည့်ပါရာမိုတာ2စီးဖြင့်မနက်6နာရီ55မိနစ်6နာရီ58မိနစ်9နာရီခန့်အချိန်တို့မှစတင်ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပေါင်နှင့်မြိုင်မြို့နယ်အစက်တနရာသို့မုံရနာမခမတက်သောဂျိုင်ရိုကော်ပတာ3စီးဖြင့် မနက်7:30နာရီ30မိနစ်7:30နာရီ31မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု3စိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနရာသို့ဒရက်ဦးလေတံမှတက်သောဂျက်ဖိုင်တာ2စီးဖြင့်မနက်7:58နာရီ58မိနစ်7:59နာရီ59မိနစ်ညနေ6:00နာရီ10မိနစ်6:00နာရီ3မိနစ်6နာရီ5မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု5ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ဗမော်မြို့နယ်တနေရာသို့မြစည်းနားလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်မနက်တနာရီ48မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဝိုင်းမော်မြို့နယ်တနေရာသို့မြစည်းနားလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်12နာရီ5မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငပဲမြို့နယ်တနေရာသို့နေပြည်တော်လေတပ်နှင့်တရက်ဦးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့် မနက်9:29မိနစ်9:50မိနစ်9:52မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ပြီးမကွေးလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေရင်နစီဖြင့်မနက်9:30မိနစ်နေ့လယ်12:02မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နှစ်ထိုးကြီးမြို့နယ်တနင်္လာတို့ဒရအုပ်လေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေရင်၃စီဖြင့် မနက်9:29မိနစ်10:46မိနစ်နေ့လယ်3:09မိနစ်ခန့်အချိန်တို့မှစတင် ပြောင်းဝဲကဘုံကျဲလေးချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိုင်းလုံးမြို့နယ်တနင်္လာသို့မိတ်ထီလာလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ9:08မိနစ်9:17မိနစ်ခန့်အချိန်တို့တွင် လေးချောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မြိုင်မြို့နယ်တနင်္လာသို့ တခေါက်ကူတက်မှတရက်တက်မှတက်သောဆက်တက်လေဒီပါရာမိုတာနှစီဖြင့်မနက်9:55မိနစ်9:58မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြစ်လုသွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနရာသို့ဒဒအုပ်လေးတက်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေရင်တစီဖြင့်မနက်10:58မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြစ်လုသွားခဲ့ကြောင်းသိရှိရပါသည်။မင်းကင်းမြို့နယ်တနရာသို့ မုံရွာနားမခမှတက်သောဂျိုင်ရိုကော်ပတာ၃စီးဖြင့်မနက်၁၇နာရီ၅၀မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနရာတို့မက်ဒီလာလေတပ်နှင့်တရက်ဦးလေတပ်မှတက်သောဂျက်ဖိုင်တာ၃စီးဖြင့်နေ့လယ်၁၂နာရီ၂မိနစ်၁၂နာရီ၈မိနစ်ညနေ၄နာရီ၃၃မိနစ်၄နာရီ၃၄မိနစ်၄နာရီ၃၆မိနစ် 9နာရီ43မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိုင်းကောမြို့နယ်တနင်္လာသို့တရက်ဦးလေတပ်မှတပ်သောဂျာဖိုင်တာ၂စီးဖြင့်နေ့လယ်7နာရီ30မိနစ်7နာရီ35မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တောင်တာမြို့နယ်တနင်္လာသို့မိထီလာလေတပ်မှတပ်သောစက်တက်လေဒီပါရာမော်တာ၄စီးဖြင့်ည7နာရီ73မိနစ်7နာရီ20မိနစ် 7နာရီ21မိနစ်7နာရီ35မိနစ်7နာရီ52မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနရာသို့ဒဒဦးလေတပ်မှတသော Y8 စစ်ထောက်ပို့လေယာဉ်တစ်စီးဖြင့်မနက်7နာရီ25မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာခဲယံရိတ်ခါတို့များခြေချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။12ရက်10လ2025ရက်နေ့တွင် အကြဖတ်စက်ကောင်းစီအနေဖြင့်တရတ်ဦးလေတန်းမြစ်ကြီးနာမကွေနေပြည်တော်မိထီလာလေတန်းများမှာဂျက်ဖိုက်တာဝိုင်တွဲဝိုင်အိတ်ပါရာမိုတာနှင့်ဂျိုင်ရိုကော့ပတာများပြန်တက်မှုအကြိမ်ရေ44ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းမကွေတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တမ်းမှု32ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေနဲ့များမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနည်းမျိုးရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလိုစွာအပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့် လေရင်ဖြတ်တန်းတည်တဲ့နဲ့လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ဤသတင်းလက်ခံအကောက်ဖြစ်သောဝေဟင် Scope တို့ဆက်တဲ့သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။